လက်ဖက်ရည်ဆိုင်နိုင်ငံတော်လက်ဖက်ရည်မှာပြီးဆစ်လိုက်မိညိမယ်လက်ဖက်ရည်ကချက်ချင်းရောက်မလာသေးဘူးရတယ်အရင်ရောက်နေနေတဲ့ကောင်တွေနဲ့ပွားမယ်ဒါမှမဟုတ်ဖုံးကိုကလိမယ်ဒါမှမဟုတ်ဖြတ်သွားဖြတ်လာတွေကိုလိုက်ကြည့်မယ်လက်ဖက်ရည်ဆိုင်ကကောင်းကင်ပုံတမျှခန်းနာနေစရာမလိုငရဲတမျှလဲ ဆုတ်ပြတ်သက်မနေရဘူးလက်ဖက်ရည်ဆိုင်မှာမြည်နီမြောင်းလိုအသင့်ဖြော်ရာကနေဇွန်းတက်ထားတဲ့ခွက်ထိတချင်းတွေအကျဲကြီးဖွေတဲ့ခစ်ကနေစကလုံးတွေခြွေတာနေရတဲ့ခစ်ထိငါတို့ဆွဲဆွဲမြင်းမြင်းထိုင်လာခဲ့ကြတယ်လက်ဖက်ရည်ဆိုင်ဟာဘူဒာယုံလေးတစ်ခုလည်းဖြစ်တယ်ဘော်ဒါတွေတစည်းဝင်တစည်းထွက်ပဲ လက်ဖက်ရည်ဆိုင်ဟာမျောစင်မြင့်မြင့်တင်းပေါ်တစည်းလဲဖြစ်နေပြန်သေးတယ်။ချစ်သူလာမဲ့လမ်းကိုမျက်ချီမပြငေးတယ်။အဲ့ဒီကောင်အဲ့ဒီနေရာမှာတပွေတဲကြောက်ချနေတာတနိုင်ကြော်ပြီ။လက်ဖက်ရည်ဆိုင်ဟာတခါတရံကြီးညာမထားတဲ့စစ်မြေပြင်ဖြစ်နေပြန်ရော။ဟိုဘက်ဝိုင်းဒီဘက်ဝိုင်းအခက်မတင်တဲ့ခါခွေးကြီးနဲ့ထရိုက်ကြတဲ့အခြေအနေကိုမိတ်ဆက်ပေးကြရတော့တာပေါ့။ လက်ဖက်ရည်ဆိုင်ဟာနယ်စည်းမချပေါင်မုတ်မရှိရင်တိတ်မုတ်စားလို့ရတယ်လက်ဖက်ရည်ဆိုင်မှာလက်ဖက်ရည်ခွက်တဲမုံတိုင်းလက်ဖက်ရည်ခွက်တဲလေပြေလေညင်းလက်ဖက်ရည်ခွက်တဲပင်လေလက်ဖက်ရည်ခွက်တဲပြတ်နေတဲ့ရေပုံပိုင်ကောင်းလက်ဖက်ရည်ခွက်တဲရင်ကောင်းလက်ဖက်ရည်ခွက်တဲနှင်းစီဥယင်လက်ဖက်ရည်ဆိုင်မှာအသွင်တူတဲ့ငှက်တွေပဲတကိုင်းတဲ့နားကြတယ်။လက်ဖက်ရည်ဆိုင်မှာအလူခံတွေလည်းရောက်လာတတ်သေးတယ်။ အချိန်ဘိုလေးများမစတော်မူကြပါခင်ဗျာအေးစေဘောကုလူငါတို့မှာအပေါများဆုံးက အချိန်နဲ့မြတ်တာတရားပဲလက်ဖက်ရည်ဆိုင်ထိုင်နေဆိုတာလက်ဖက်ရည်တောက်ချင်စိတ်တက်တက်နဲ့မဟုတ် အိမ်ဆိုရာရဲ့အပြင်ဆက်ဝန်းကတီးတန့်ဂျိုတခုမှယာယီအခြေချခြင်းပဲလက်ဖက်ရည်ဆိုင်တွေမထွန်းကားတဲ့မြို့ရွာဟာယောဂါတဲ့နဲ့တူတယ်သူ့အခြေအနေဟာ ခံစားချက်ဝေဒနာတွေအရေးပေါ်ဖောက်ထုတ်ပြစ်ဖို့လိုအပ်နေပြီလက်ဖက်ရည်ဆိုင်ဟာကြီးညာစရာမလိုတဲ့မင်းမဲ့တိုင်းပြည်ပဲလက်ဖက်ရည်ဆိုင်မှာငါတို့ဟာကျဲတွေလိုလင်းကို့မင်းကို့ချင်းပဲလက်ဖက်ရည်ဆိုင်ဟာမြို့ရိုးမရှိတဲ့ရွှေပြည်တော်ပဲလက်ဖက်ရည်ဆိုင်ထိုင်ချင်းစိတ်ကိုမိโกတိတ်ထားရတာလေးနှစ်လေးမိုးရှိခဲ့ပြီ။ ယုံကြည်စိတ်ဟာတနည်းတလံပါပဲတေချာတဲ့လက်ဖက်ရည်ဆိုင်တွေဘဲမှဖတ်မပြေးကြသေးဘူးမဟုတ်လားနိုင်မွန်အောင်သွင်း